ကမ္ဘောဒီးယားနိုင်ငံမှာအခြေစိုက်တဲ့ online ရာဇဝတ်ဂိုင်းကြီးတစ်ခုကိုဦးဆောင်သူ Mastermind ဟာစင်ကာပူနိုင်ငံသားညီကွန်နှစ်ယောက်နဲ့သူတို့ရဲ့ကာဆင်တို့ဖြစ်တယ်လို့စင်ကာပူရဲ့တပ်ဖွဲ့ကပြောပါတယ်။အဲဒီကမ္ဘောဒီးယားကရာဇဝတ်ဂိုင်းကိုအသက်30နှစ်အရွယ်အန်ဝေလျန်းဆိုသူကဦးဆောင်ကြောင်းနဲ့သူ့အပါအဝင်တခြားစင်ကာပူနိုင်ငံသား28ယောက်ကိုအလို့ရှိနေကြောင်းသူတို့ဟာဒေါ်လာ50တန်တန်ဖိုးရှိတဲ့ online လင်လယ်မှုပေါင်း438မှုကိုကျွလွန်ထားကြောင်းစင်ကာပူရဲ့တပ်ဖွဲ့ကပြောပါတယ်။ အဝင်လင်းဟာအွန်လိုင်းလင်လယ်မှုလုပ်ငန်းကိုကမ္ဘောဒီးယားမှာ2024ခုနှစ်တွင်လောက်မှာစတင်တည်ထောင်ခဲ့ပြီးအသက်29နှစ်အရွယ်သူရီစာခရစ်စတီနီယိုဝေအန်းနဲ့အပြင်းနဲ့လုပ်ငန်းလုပ်နေတဲ့အသက်33နှစ်အရွယ်အကိုဖြစ်သူအန်ဝေခန်းတို့ကိုသူနဲ့အတူလုပ်ဖို့စီယုံသိမ်းသွင်းခဲ့တယ်လို့ဆိုပါတယ်။သူတို့ဟာဘန်ဝန်တန်းဒါမှမဟုတ်အစိုးရအရာရှိအောင်ဆောင်ပြီးသူတို့ရဲ့ဘဏ်အကောင့်တွေလူတွေငွေလွှဲအောင်နှိမ့်မြုံစုံနဲ့ဖျားယောင်စီယုံလုပ်ဆောင်ခဲ့တယ်လို့စင်ကာပူစုံစမ်းစစ်ဆေးမှုတွေကပြောပါတယ်။ အန်ဝေခန်းနဲ့နောင်တူတို့ကိုတရားမဝင်မြေအောက်ရာဇဝတ်မှုကျွလွန်မှုနဲ့စင်ကာပူတာဝန်ရှိသူတွေကစက်တင်ဘာလအတွင်းမှာစွဲချက်တင်ခဲ့ပြီးပူပေါင်းကြံစည်မှုလုပ်မှာစိုးရိမ်တဲ့အတွက်သူတို့ဘက်ကအာမခံချက်ရဖို့ရှောက်ထားချက်ကိုအောက်တိုဘာ၂ရက်နေ့မှာပယ်ချခဲ့ပါတယ်။မလေးရှားနဲ့ဖိလစ်ပိုင်နိုင်ငံသားတဦးစီတို့အပါအဝင်တခြား၁၂ဦးကိုလည်းသူတို့နဲ့အတူစွဲချက်တင်ထားပါတယ်။လက်ရှိမှာအဝင်လျန်ရဲ့ online ရာဇဝတ်ဂိုင်းနဲ့ဆက်နွယ်သူ34ဦးကိုစင်ကာပူရဲတပ်ဖွဲ့က Interpol နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာလဲကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့လက်ရှိဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဟွန်မနက်တိုနဲ့ယင်းနီတူလည်းဖြစ်ကမ္ဘောဒီးယားနဲ့တရုတ်ကပြစီးပွားရေးလုပ်ငန်းရှင် Prince Holding Group အကြီးအကဲလည်းဖြစ်တဲ့ရှန်ဇီထံကအမေရိကန်ဒေါ်လာ15ဘီလီယံတန်ဖိုးရှိတဲ့ Bitcoin စီတွေကိုအမေရိကန်အစိုးရကတင်ဆက်ထိန်းချုပ်လိုက်ပါတယ်။ရှန်ဇီကိုယ်တိုင်ကတော့အခုအချိန်မှာဘယ်ရောက်နေလဲမသိရပဲလူမြင်ကွင်းကနေပျောက်နေပါတယ်။ အခုလဲစင်ကာပူနိုင်ငံသားတွေဥဆောင်တဲ့ရာဇဝတ်ကိုင်းတစ်ခုကမ္ဘောဒီးယားမှာပဲထပ်ပေါ်လာပြန်တာပါဒီအွန်လိုင်းရာဇဝတ်ကိုင်းနဲ့ငွေလင်ကိုင်းအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ယူဆထားကြတဲ့အချိန်မှာစင်ကာပူလိုတခြားနိုင်ငံကလူတွေပါဒီလိုငါးမှာပါဝင်နေတယ်ဆိုတာကိုထပ်တွေ့လာရတာပါလူမသိသေးတဲ့တခြားဂိုင်းအဖွဲ့တွေလည်းအများပြားရှိနေနိုင်ပါသေးတယ်ဒီဂိုင်းတွေရှင်တန်ကြီးထွားနေတဲ့မြန်မာထိုင်းနဲ့ကမ္ဘောဒီးယားတို့မှာ ဝင်ရောက်စင်းနှင်းဖမ်းဆီးတာတွေမကြာခဏလုံဆောင်လေးရှိပေမဲ့လည်းထိတ်တန့်အရာရှိတွေကိုယ်တိုင်ပါဝင်ပတ်သက်နေတာကြောင့်တနေရာမှာဖမ်းရင်နောက်တနေရာကိုပြောင်းသွားကြစမြဲဖြစ်ပါတယ်အစိုးရအရာရှိတွေအကျင့်ပြက်ခြားစားမှုတွေကြောင့်ဒီ online ငွေလင်ကိုင်းနေရှင်တန်ကြီးထွားနေပြီးပြည်မဲ့ပြည်သူတွေရဲ့စုဆောင်းထားသမျှငွေကြေးတွေဆုံးရှုံးပြင်းရင်ဆုံးရှုံးနေရချိန်မှာဒီဒုစရိုက်သမားတွေနဲ့သူတို့ကိုလုတ်ပိုင်권ပေးထားတဲ့အစိုးရအရာရှိတွေကတော့ကြီးပွားချမ်းသာနေကြပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝန်လိုက်ပါ